ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များကျွန်တော်ပြောချင်တာတောင်ကြီးတောင်ကြီးမှာဖြစ်သွားတဲ့ဖြစ်စဉ်ပေါ့တောင်ကြီးမှာဖြစ်သွားတာဘာဖြစ်သွားလဲဆိုတော့တောင်ကြီးမြို့နယ်မာရဲဘီလက်မြေ အတူအောင်ပြုလုပ်နေသူတွေကိုဖမ်းဆီးရမိတဲ့ဧပြီလ24ရက်နေ့2025ပေါ့နော်မနေ့ကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အေးသာယာမြို့မှာတဲ့ဘီလက်မီအတူပြုလုပ်နေသည်ပြုလုပ်နေသူကိုတပ်ဆိုင်ရာတာဝန်ရှိသူတွေကဧပြီလ23ရက်ကစစ်ဆေးဖမ်းဆီးရမိခဲ့တယ်လို့သတင်းရင်းမြစ်တွေထဲကသိရပါတယ်တဲ့အေးသာယာမြို့အတွင်းရှိဘီလက်မီအယောင်းဆိုင်တွေဈေးနှုန်းမမှန်မကန် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် AB လ23ရက်ကတာဝန်ရှိသူတွေက လိုက်လံစစ်ဆေးခဲ့ရာအေးတာယာမျိုးရက်ကွက်9အမှတ်53ရှိပြည်စုံအောင်ဘီလက်မြေကိုတော်အတွင်းကြောင်းမုံများနဲ့ဘီလက်မြေများရောဆက်ပြီးဘီလက်မြေအိတ်ကွန်များအတွင်းတို့ထုတ်ပိုးနေသည်ကိုတွေ့ရှိခဲ့သည့်အတွက် တာဝန်ရှိသူတွေက စစ်ဆေးတီးကြရပါတယ်တဲ့အဲ့ဒီလိုစစ်ဆေးဖမ်းဆီးကြရကန္တာကား6စီးကန္တာကား6ဘင်းရင်တစ်စီးကြံ့နှကောင်တစ်စိပ်ပါ ကြောင်းမုံနဲ့ရောဆက်ထားတဲ့ဘီးလက်မြေ288အပါချီတစ်စိပ်ပါကြောင်းမုံနဲ့ရောဆက်ထားတဲ့ဘီးလက်မြေ885အိတ် ်ရှမ်းယိုးမတစိပ်ပါကြောင်းမုံနဲ့ရောစတာတဲ့ဘီလက်မြေ A 16 A ကြောင်းမုံ A 935 A တစိပ်မျိုးစုံဘီလက်မြေ A 3200 A ရောစက်ရမှာအသုံးပြုခဲ့တဲ့လက်သုံးကိရိယာတွေတွေ့ရှိသိသိရမိခဲ့တယ်လို့သိရပါတယ်တဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘီလက်မြေအတူပြုလို့ရမှာပါဝင်သူပိုင်ရှင်နဲ့အလို့သမားခုနှစ်ဦးကိုအေးတာယာနေမီရဲစခန်းမှာရာဇသက်ကြီးပုံမှ ဖိုးတွန်ဒီ420ပေါ့နော်468မြင်းဆောင်486တစ်1 0နဲ့အမှုဖွင့်အေးယူဆောင်ရွက်ထားပြီး အသေးစိတ်ကိုဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်တဲ့နော်တင်းကတော့ရဲရင်ဆိုရတာသူကနော်တင်းလာတာဒါကျွန်တော်တို့ဒါကပြည်သူအကျိုးပြုလုပ်ငန်းပေါ့ပြည်သူတွေကိုဘီးလက်မြေခုကျွန်တော်နိုင်ငံငလင်းတံပေးတင့်ထားတဲ့အချိန်မှာ ဒီကိစ္စမျိုးကပေါ်ပေါက်လာတယ်ပေါ်ပေါက်လာတော့ကျတော့ဒီတောင်ကြီးမှာဆိုရင်ဒီပြန်လေဒီဆောက်ရမယ့်အင်းလေးတို့ဘာလို့ပဲမှာဆိုရင်ရှိတယ်ဗျာမလင်တန်ပေးတဲ့ပြည်သူတွေကျွန်တော်ဒီမှာဆိုမန္တလေးစကိုင်းเนาะဒီလိုလူမျိုးတွေအချောင်းတွေအချောင်းစားတွေเนาะဒီလိုပြည်သူလူထုကိုကျွန်တော်အားကြောင့်အမြဲတမ်းပြောတယ်လူတွေကိုကြိုးအတာကြည့်တယ်ကိုကြိုးအတာကြည့်တယ်ပြည်သူလူထုတွေကိုเนาะဒီဒီဘီလက်မြေအဲ့ဒီတာအဝယ်သွားမိလို့ရှင်ဘယ်လိုလုပ်မှာတော့เนาะ ဒီမှာမတိုင်းပြည်ဟာငလင်ဘေးဒဏ်တင်လို့အဆင်မပြေပါဘူးဆိုနော်နော်အဆင်မပြေပါဘူးဆိုနေမှာဒီလိုမျိုးဘီလက်မြေအိတ်အတုဘီလက်မြေအတုတွေလှုပ်ပြီးတော့ရောင်းတာဗျာနော်အဲ့တော့ထက်ဆော့လို့ထက်ပြိုလို့ရှိရင်အဲ့မှာသောပြဒနာတွေအကြီးကျက်တက်အောင်မယ်နော်ဒါကတော့တောင်ကြီးကနော်ဟိုပါပေါ့အဲဘာပဲပြောပြောဖန်းစီတဲ့လူတွေကိုတော့ကျေးဇူးအထူးတင်ရှိပါတယ်ပေါ့နော်ဒီမကောင်းတာလုပ်တဲ့လူတွေ မှန်တမားကကျွန်တော်တို့နိုင်ငံမှာမရှိသင့်ပါဘူးပေါ့နော်ဟိုထောင်ထဲမှာဒီဘီလက်မြေအတုလုတ်တဲ့အခုတောင်ကြီးပေါ့နော်ကျွန်တော်ဆွမ်းနာရှေ့မှာပြောသွားတဲ့လူတွေကိုပြစ်ဒဏ်ကိုပြင်းပြင်းထန်ထန်နော်တရားသူကြီးတွေကအမိန့်ချတင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာကခမရတို့အစဉ်အဆက်ခမရတို့ကြားသိခဲ့ရတဲ့ဇာတ်အတိုင်းပဲငွေများရင်တရားနိုင်တာတို့နော်အဲအဲ့လိုမျိုးကိုကျိုးအတ္တကြီးတဲ့အချို့တော့ပေါ့နော် အချို့တော်လို့ပြောတာနာရှင်ဆက်ဝင်တန်းနေနော်တကယ်ပြစ်ဒဏ်နဲ့ထိုင်းမြောက်တဲ့ထိုင်းတဲ့နဲ့ထိုင်းလျောက်တဲ့ဟာလို့ဆိုရင်တော့ကျွန်တော်ပေးရမှာပေးရမှာပါပြောရမှာပါဒီဥစ္စာဆိုတာဘီးလက်မြီအတုလုတ်တယ်ဆိုတာကကျွန်တော်တို့ကအိမ်ဆောင်မှာအိမ်ဆောင်မဲ့အချိန်မှာအခုတိုင်းပြည်ကငလင်းလုတ်ထားတဲ့အတွက်အိမ်ဆောင်မဲ့အချိန်မှာတုံးရမှာ နော်အဲ့ဒီအိမ်ကမခိုင်မကန်ပဲနဲ့ဖြစ်သွားရင်စိုးကြိုးတွေအများကြီးရှိတယ်ဗျာနော်ကြည့်အဲ့အိမ်ပိုင်ရှင်တွေအသက် တေတေကြီးပျက်စီးရမယ်အပြီးအင်ဆောက်ပေးတဲ့လူတွေပြဿနာတက်မယ်အင်ဆောက်ပေးတဲ့ contract တွေပေါ့တကယ်တော့အရင်မြင့်အခြေခံကဘယ်ရလာတယ်ဆိုတော့တီးဖို့အတွက်ကိုကျွန်တော်တို့ကဒါကိုစူးစမ်းရမှာဖြစ်ပါတယ်နော်အဲ့တော့အားလုံးပြည်သူလူထုကလည်းပါဝင်ပူးပေါင်းပြီးတော့ဒီလိုမဟုတ်တာလုတ်တဲ့လူတွေကိုအားမပေးပါနဲ့နော်အဲ့တော့လူအသက်ပေါင်းမြောက်များစွာကိုဤမျိုးစုံနဲ့ကျွန်တော်တို့နိုင်ငံမှာအောက်တန်းစားတွေရာလည်းရှိတယ်နော်အဲ့တော့နောက်တစ်ခုကတော့ เนาะဒါနောက်တစ်ခုကတော့ကျွန်တော်တို့ပကံညောင်ဦးဘက်ကသတင်းအမှန်မှာเนาะအဲကျွန်တော်ဘွားကတော့အဖြေခံဘွားနဲ့အမုန်းခံလူသားနိုင်ငံတော်တက်မတော်ကာဝေးဦးစီးချုပ်အဘကာချုပ်ကြီးဦးမင်းအွန်လိုင်းနဲ့เนาะအဘတုချုပ်ကြီးနဲ့ဦးဆောင်နေတဲ့ NASA ကအစိုးရအဖွဲ့ဝင်အပါဝင် အောက်ခြေမှာအကျင့်ပြတ်ခြားစားပြီးတော့မှเนาะကျွန်တော်တောင်းတောင်းစစ်မှုထမ်းတဲ့ကိစ္စတွေဆိုကျွန်တော်မပြောပါဘူးကျွန်တော်ကျွန်တော်ရဲ့လက်တွေ့မြေပြင်မှာဖြစ်နေတဲ့အရာတွေရောအဲခံစားမှုတွေရောကျွန်တော် ဒီပြည်သူလူထုရဲ့ခံစားမှုပြောညောင်ဦးမြို့နယ်အတွင်းစစ်မှုထမ်းလူစားထိုးရန်ကြေးရွာများကိုအိမ်တော်စုအလိုက်ငွေကြေးကောက်ခံမှုများရခင်ကတက်ပူပူပြုတ်လုလာပါတယ်တဲ့ညောင်ဦးမြို့နယ်ငတရောင်းမြို့နယ်ခွဲကြေးရွာအုပ်စုများဖြစ်တဲ့ဆယ်ကြေးရွာတောင်တော်ကြေးရွာမြေနယ်ကြီးကြေးရွာအုပ်စုမြေတင်းတွင်ကြေးရွာလက်ပံတဲကြေးရွာ ညောင်ကြီးကြီးရွာတကောင်းတဲ့ကြီးရွာအောင်းညင့်ကြီးရွာပလင်းကြီးကြီးရွာကလဲရဲကြီးရွာကန်တာယာကြီးရွာအင်းတိုင်းဆံပြဆံပြကြီးရွာစီတာကြီးရွာတွေနဲ့မျိုးပေါ်ရက်ွက်များဖြစ်တဲ့အမတ်၁ရက်ွက်အမတ်၃ရက်ွက်အမတ်၆ရက်ွက်အမတ်၇ရက်ွက်များရှိ အိမ်တော်စုများကိုတိမ်တော်လင်းငွေကျက်2000မှ9000အထိ ခွဲရန်ကြကောက်ခံလျက်ရှိပါလေတဲ့ငွေကြီးကောက်ခံရာမှာရက်ကွက်ကြီးရွာအုပ်ချုပ်ရေးမှုများကိုတိုင်ငွေမကင်ထားဖို့မြို့နယ်ထွေအုပ်ကမှာကြားထားသောကြောင့်စေအိမ်မှုရာအိမ်မှုများမှဥဆောင်ကောက်ခံပေးနေရကြောင်း ဒေတာခံတွေထံကသိရှိရပါတယ်တဲ့ဒို့တော့ငွေကြေးကောက်ခံရာတွင်တရွာလျင်အိမ်အောင်စု300နှင့်400ကြားရှိသည့်အတွက်စစ်မှုထမ်းအပတ်စဉ်တစ်ကြိမ်ရောက်တိုင်းမှာကြေးရွာတရွာလျင်ငွေကျပ်380မှ220အထိမြို့နယ်ထွေအုပ်ထံလူစားထိုးအတွက်သွားပေးရတယ်လို့သိရပါတယ်တဲ့ လူသားတို့အတွက်ကိုမျိုးပေါ်ရက်ွက်တွေကညအချိန်လမ်းပေါ်ထွက်တဲ့လူငယ်တွေကိုရဲတွေနဲ့တက်နဲ့ထွေအုပ်ကပူပေါင်းပြီးဖမ်းဆီးတာတွေလုပ်ပါတယ်တဲ့ပြီးရင်ထွေအုပ်ယုံတဲ့ကပို့တာလည်းရှိပါတယ်တဲ့ရဲစခန်းကတဆင့်ပို့တာတွေလည်းရှိပါတယ်တဲ့နော်ပြီးစစ်မှုထမ်းအစာထိုးပြီး ကြေးရွာတွေကိုစားစစ်မှုထမ်းဆောင်ဖို့မျိုးပေါ်လူငယ်တွေကိုအသုံးချပါတယ်တဲ့အဲ့ဒီလိုလှုပ်လာတဲ့နောက်ဆက်တွဲဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိုးချိုးတွေကတော့တချို့လူငယ်တွေက ပီရီယက်တည်းပြေးဝင်ကြတာတွေဖြစ်လာတယ်တဲ့တချို့သောကြေးရွာတွေမှာစစ်မှုထမ်းငွေကြေးကောက်ခံမှုတွေများပြားလာတဲ့အတွက် PDF တွေကစစ်တပ်မလာဖို့တာဝန်ယူပေးမယ်ကျွန်တော်တို့ကို ကြည်ဖို့ပေးလှူပေးဆိုပြီးတော့လိုက်လံစည်းယုံတယ်လိုက်လံစည်းယုံတဲ့အခါလာစဉ်တိန်တော်ကိုတသောချက် ကြည်ဖို့ခေရန်ဖို့ထောက်ပံ့တာတွေလည်းဖြစ်လာပါတယ်အခုဆိုရင်ငသရောက်နယ်မြေတကြောကကျေးရွာတွေဖြစ်တဲ့တနက်ပင်ကျေးရွာကံမကျေးရွာအန်ကြီးကျေးရွာကလဲရဲကျွေးရွာစင်သားမွေးကျေးရွာအိုးရင်ကျေးရွာနဲ့တော်ပြကျေးရွာတွေမှာ PDF တွေအထိုင်ချနေပြီးအဲ့ဒီအနီးတစ်ဝိုက်ကအကြမ်းဖက်လူအချိန်မရှောင်စစ်စစ်ဖန်စီဓမြတိုက်လူသက်အကြမ်းဖက်လှုပ်တာတွေပုံမှုများလာပြီးတရက်ကိုကျေးရွာအုပ်ချုပ်ရေးမှုတွေနဲ့ပြီးကံပြိုးပါတီဝင်များနှစ်ဦးကနေသုံးဦးအထိနေ့စဉ်အကြမ်းဖက်တပ်ပြက်ခံနေရကြောင်း သိရှိရပါတယ်တဲ့နော် ဒါကတော့သူတို့မူခင်းဟစ်တိုင်းမှာတင်ထားတာပေါ့နော်ညောင်မြို့နယ်ចောင်းတိုင်းဆရာတော်တပါး PDF အဖွဲ့မှာဖမ်းဆီးတဲ့မူခင်းဧပြီ20မန္တလေးတိုင်းဒေသကြီးညောင်မြို့နယ်ငတယောက်မြို့နယ်ခွဲတောင်ကုန်းကျေးရွာတောင်ကုန်းဘုံကြီးចောင်းမှចောင်းတိုင်းဆရာတော်အားယနေ့နဲ့9နှစ်နာရီခွဲချိန်ခန့်ကအကြမ်းဖက် PDF အဖွဲ့တွေကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်တဲ့နော်ဒါကတော့ဒါကတော့ နောက်တစ်ခုကကျွန်တော်ပြောချင်တာကဒီကိစ္စတွေကကျွန်တော်ကျွန်တော်အမြဲတမ်းပြောတယ်ပေါ်တာဆွဲဆွဲလို့ရတယ်မလုံစားနဲ့နော်ကျွန်တော်တို့တိုင်းပြည်နော်ကျွန်တော်တို့တက်မတော်နဲ့တက်မတော်သားမိသားစုတွေနော်အမျိုးစုံတိုက်ခိုက်ခံရတဲ့ဒီနာဆာကအစိုးရရဲ့အောက်မှာတက်မတော်ကာကွယ်ရေးအောက်မှာ တိုင်းပြည်ကိုကာကွယ်မဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေရှိတယ်။နော်ဒီလူတွေကိုအမျိုးစုံနော်အဖက်ဖက်ကဗတ်ပေါင်းစုံကနေတိုက်ခိုက်ခံနေရတဲ့အချိန်မှာနော်တပ်မတော်သားတွေကိုစစ်ခွေးလို့ပြောခံရတယ်။နော်တပ်မတော်သားမိသားစုတွေကိုနော်ဘိုက်ကော့တွေလုပ်ပြီးတော့နော်အမျိုးမျိုးဒီ2021ဖေဖော်ဝါရီလတရက်နေ့အခင်းကျင်းကနေဒုက္ခပေးနေတဲ့အချိန်မှာနော်စစ်ခွေးလို့ခေါ်တယ် ဟုတ်တယ်ခေါ်ရတယ်ဘာမှဖြစ်ဘူးเนาะအဲ့တော့တက်မတော်သားတယောက်ဖြစ်ဖို့မလွယ်တော့တဲ့အချိန်မှာပေါ်တာဆွဲတာဆွဲပါเนาะဆွဲကျွန်တော်ပြောပြီးသားဆွဲလို့ရတယ်เนาะဆွဲလို့ရတယ်ဒါပေမဲ့ပတ်စံယူပြီးတော့မှဒီလိုမျိုးလှုပ်ရှားနေတာဒီကျွန်တော်တို့တက်မတော်เนาะတက်မတော်ကာကွယ်ဦးကြီးချုပ်ပါဝင် တိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုကာကွယ်နေတဲ့တပ်မတော်သားတွေစစ်မှန်တဲ့တပ်မတော်သားတွေအယံဒုက္ခရောက်တယ်။ရှေ့တန်းမှာအသက်ပေးပြီးတိုက်နေတဲ့တပ်မတော်သားတွေအယံဒုက္ခရောက်ပါတယ်။ဘာလို့လဲဆိုတော့နော်အားရမဆပ်ပါဘုံမူးတို့နော်ခင်ဗျားတို့အခုဒါပြည်သူကသတင်းပေးလာတာနော်ဒီနေ့နေခင်းမှာတိုင်တန်းလာတာနော်ပြီးရင်အဲမှာပြဿနာတစ်ခုတက်နေတယ်နော် ကောင်လေးတယောက်ကိုအခုအဲ့ကောင်လေးကမတ်တီတာယူမှုမြင်းညံမတ်တူတာမတ်တီတာယူမှုရှိမှရှိတယ်။နော်။နော်အဲ့မှာအဲ့ရဗကန်ကြောင်က G1 ကြီးလည်းပြီးလိုက်မယ်။နော် G1 ဆိုတာကတော့ဒါတက်မတော်အနေနဲ့ရိုသေတမှုနဲ့ခေါ်တာ G1 လို့ပါလို့ဆိုတော့ကျွန်တော်တက်ငေးတယ်။နော်အနည်းဆုံးပုံမှန်ဖြစ်လာတဲ့ G1 ဆိုရင်၄၅နှစ်တော့ငေးတယ်ကျွန်တော်တက်။နော်ကလေးကနော်အကြောင်းစရာမကြီးရဲ့တယောက်ရဲ့တားအောင်လားမသိဘူးပေါ့နော်ပတ်စံ320ဆိုလားမသိဘူးတောင်းပြီးတော့မှ အဲ့မှာပြဿနာတက်နေတယ်အဲ့မှာပကံညောင်းမှာညောင်းဦးညောင်းဦးမှာဖြစ်နေတယ်ပြဿနာเนาะခမားတို့တချို့သောထွေအုပ်တွေတချို့သောမားစားပါမူတွေတချို့သောလို့ကျွန်တော်ပြောတာเนาะခမားတို့ပြီးမှကျွန်တော်ဒီလိုမျိုးပုံစံနဲ့ပဲအများရန်ပြောကြတယ်เนาะဟိုတချို့သောเนาะအဲ့ဒီတချို့သောလို့ကျွန်တော်ပြောတယ်မားစားပါမူတွေထွေအုပ်တွေเนาะနိုင်ငံတော်နာဆာကဝန်ကြီးချုပ် တက်မတော်ကာကွယ်ဦးစီးချုပ်အဘဒူးချုပ်ကြီးတို့ဥဆောင်နေတဲ့အစိုးရတရက်ကိုနော်အောက်မှာလှုပ်ရှားပြီးတော့မှနော်တက်မတော်ကိုပုံမားရိုက်ပြီးတော့မှအထင်အမြင်သေးအောင် လုပ်နေတဲ့မဆဘမှုတွေထွေအုပ်တွေရှိတယ်။နော်အဲ့တော့အခုကြည့်နေတဲ့တချို့တော့ပြန်ရှဲရင်းလှုပ်လိုက်ညောင်ဦးကဂျီဝိုင်းတည်တယ်။နော်ကျွန်တော်ရှိရောက်လာပြီးအဲ့ကိစ္စတွေနော်ကျွန်တော်အေးဒီကိတိကမှာနော်ကိုယ့်အသက်ကိုကိုမိသားစုကိုမနှမျောပဲနဲ့နော် တိုင်းပြည်ကိုပြုပြင်ကောင်းပြောင်းလဲစေခြင်းလို့ကောင်းစေခြင်းလို့အမှန်တရားကိုပြောတဲ့လူဆိုတာလက်ချိုးယူတယ်လို့ရတယ်။เนาะအဲ့တော့ကျွန်တော်ပြောတာဟုတ်တယ်မဟုတ်ဘူးဆိုတာညောင်ဦးမှာတာဝန်ထမ်းဆောင်နေတဲ့ဂျီဝိုင်းသူသိတယ်မတိတာယူမွန်လည်းသိတယ်။เนาะတရားလည်းဆွဲထားတယ်ခမားတို့ယူတဲ့ပတ်စံသိန်းနေ120လဲပြန်မပေးဘူးဟိုကအိမ်ပေါင်ပေးလိုက်တာ။เนาะအိမ်ပေါင်ပေးလိုက်တာဒါပေမဲ့ခမားတို့ဖြစ်စဉ်အမှန်ကိုကျွန်တော်ကအတန်ဖိုင်နေတဲ့ကွာထုတ်ပြမှာ နော်ကျွန်တော်ကပေါ့လို့ပဲသား line ပေါ်မှာတက်ပြီးတော့မှ ပြောနေတာမဟုတ်ဘူးနော်တိုင်းချစ်ပြည်ကြီးစိတ်နဲ့ပြောနေတာ နော်အဲ့လိုတချို့တို့ရင်မြေယာကိစ္စတွေပြင်ဦးလွင်မှာအများကြီးအနိုင်ကျင့်ခံရတာ၄နော်ဒီမှာဒီလို state တွေနဲ့စောဘုံရဒီလို state တွေနဲ့နော်မှန်ကန်တယ်ဆိုရင်မှန်ကန်တဲ့ရှေ့ကနေမမမမရက်တီမှာဒီမှာအဲ့လို state တွေနဲ့နော်တိုင်းပြည်ကိုအားလုံးမှပြုပြင်ပြောင်းလဲရမယ့်အခြေရောက်နေပြီဘောမှနေဖို့အချိန်လည်းမ ဘောလည်းမစရာမလိုမစရာစောက်ကြောင်းလည်းမရှိဘူးအဲ့ဘောကနော်ကိုဘောကိုတော့မှမလို့မနိုင်ဘူးအအကြောင်းအရာနော်အဲ့တော့ရတော့တိုင်းပြည်နိုင်ငံဒီလိုဖြစ်နေတဲ့အချိန်နော်အားလုံးအောက်မှာလှုပ်ရှားလို့ကောင်းနေကြတယ်နော်လှုပ်ရှားလို့ကောင်းနေကြတယ်ခမားတို့ကတပွားဆန်နေခမားတို့ကနိုင်ငံနဲ့လူမျိုးတကယ်မချစ်ကြဘူးကိုနိုင်ငံသူနိုင်ငံသားအချင်းချင်းဖေးမရမယ်ကူညီရမယ်ဆိုင်မရမယ်တယောက် ်နားမလဲမသိတဲ့အခက်ခဲကိုတယောက်ကဝင်တန်းဆိုရင်လေကုညီပေးရမယ်ဖြည့်ရှင်းပေးရမယ်မလုပ်ဘူးခမားတို့ငွေနောက်လိုက်တယ်နော်ငွေများတရားနိုင်အာလှုပ်ကျင်တာတွေခမားတို့လှုပ်တယ်မြေခွက်တွေအခုနော်လာမယ်အခုထက်လာမယ်ပြင်ဦးတွေဒုံးဖို့ဒုံးဖို့ဆိုတာဟိုကဒီစင်မှာခြံနဲ့မြန်နေချင်းဆိုင်မှာဒုံးဖို့ရှိတယ်နော်အရင်တော့တိုင်မူဟောင်းရဲ့နာမည်တိုင်မူဟောင်းရဲ့မိမနာမည်တွေသုံးပြီးတော့မှမြေစင်းယုံမှာเนาะကယံနေเนาะ ထုတ်ပြီးတော့အစိုးရလည်းမသိဘဲနဲ့ပုဂ္ဂလိကချင်းချင်းအရင်ရက်ကျေးဥက္ကဋ္ဌအဟောင်းတွေနောက်အဟောင်းတွေကအဲ့တိုင်းမူတိုင်းမူဟောင်းရဲ့မိမရဲ့နာမည်တွေသုံးပြီးတော့မှနော်မြေစင်းယုံမှာခရံတွေဖောက်လို့နော်အရင်တော့ဥခင်ညွန့်ဝါဥဒန်းကျွေးဘာဥဒန်းကျွေးမဝတာတို့နဝတာကိုခက်တော့ချက်စုပင်ဆိုင်တဲ့ပြည်သူတွေမှာသနာပါတယ်။เนาะပြည်သူတွေကိုခင်ဗျားတို့เนาะလုံပိုင်ခွင့်ရှိတဲ့လူတွေကလိုက်လုံတယ်။เนาะလုံတယ် ခင်ဗျားတို့မှာကိုချင်းဆန္ဒတရားသိမရှိကြဘူးလားဟမ်ကျွန်တော်ပြောချင်တာဟမ်ကျွန်တော်တို့ကတိုင်းပြည်ကိုဖျက်ဆီးမဲ့လူနော်တရားရေးမှန်တိုင်းကိုရိမ့်နိုင်ရိမ့်ရိုင်သွားမဲ့လူနော်အဲ့လိုမျိုးလူတွေဆိုကျွန်တော်ကကျွန်တော်တို့ကပေါ်ထုတ်မှာနော်ကျွန်တော်မြန်မာနိုင်ငံမှာစပီကာပဲဘသူမှပေးတာလည်းမဟုတ်ကျွန်တော်ကကျွန်တော်ပေးတာလားကျွန်တော်မကြေနိုင်အစိုးရအဖွဲ့ဝင်ကနေပြီးတော့မှကျွန်တော်ဖန်ခိုင်းနေမယ်เนาะခင်ဗျားတို့ကြံတဲ့ကောင်တွေတော့မဖန်ခိုင်းနဲ့ခင်ဗျားတို့လူရမဝင်ဘူးเนาะ ဲ့တော့ပြည်သူပြည်သူချင်းလည်းမပူပေါင်းဘူးမကူညီဘူးလက်မတွဲပဲနဲ့ဟိုတိုင်းမှုနာမည်သုံးပြုဒီတိုင်းမှုနာမည်ပေးမြေစင်းရောကနေကဲရနေထုတ်ပေးဘလို့လို့ဖြစ်နိုင်ပါလေအဲဥစ္စာတွေကเนาะအခုထုံးဖို့ထုံးဖို့ဆိုတာကျွန်တော်ပြောတယ်ဒီစင်မှာချမ်းရှေ့မှာเนาะအရင်တိုင်းမှုပေါင်းတယောက်ရဲ့အမျိုးသမီးနာမည်ကိုအသုံးပြုပြီးတော့မှเนาะမြေစင်းရောတို့ဘာတို့လုံနေတယ်ခင်ဗျားတို့ဒီတော့ကျွန်တော်ပြောလိုက်ခင်ဗျားတို့သိပြီခင်ဗျားတို့ရှောင်းတော့ပြောပြီးသားပြည်သူတို့ဒုက္ခမပေးကြနဲ့เนาะ ဘာမှမသိနားမလဲတဲ့နော်ပြည်သူကိုဒုက္ခမပေးနဲ့ကျွန်တော်တို့ကတရားကိုမျက်မျက်တတပြောမှာနော်ပြည်သူလူထုတွေလည်းကားဒစင်းနဲ့ဆင်းစီးသွားနော်စီးသွားတဲ့အချိန်မှာစီးကြည့်လိုက်ဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်ဘူးဆိုရင်ဒီပြည်သူဒီတိုင်းပြည်မှာ တိုင်းပြည်ကိုဖျက်မဲ့ပြည်သူပဲဒီပြည်သူကနော်ဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်ရင်သူစီးကမ်းမလိုက်နိုင်တော့ဘူးနော်ကားမောင်းလို့ကပတ်မပတ်ဘူးဆိုရင်သူ စီကောင်းမလိုက်နာတော့ဘူးစီကောင်းကိုချိုးပေါက်တော့မယ်အဲ့တော့ရင်ထင်းရဖမ်းမယ်အပြင်ရင်ထင်းဖမ်းရင်ထင်းအပြစ်ပြောမယ်ကိုကိုတိုင်ကစီကံမလိုက်နာဘူးเนาะအဲ့တော့နားမလဲသေးတဲ့ပြည်သူတွေကိုကျွန်တော်တို့ကဒီလိုလိုင်းပေါ်ကနေပြီးတော့မှစပီကာတယောက်အနေနဲ့เนาะကုညီရမယ်ပြောပြရမယ်ခင်ဗျားတို့ပြည်သူကလည်းအစိုးရရဲ့အောက်ကထုတ်ထားတဲ့ခင်ဗျားတို့ဆိုင်ကယ်စီးရင်တော့မှအုတ်ထုတ်မဆောင်တဲ့ကိစ္စတခုကိုခင်ဗျားတို့က မလိုက်လာနိုင်ဘူးဆိုရင်ကျွန်တော်တို့အတိုင်းပြီဘယ်လိုတည်ဆောက်အောင်လဲเนาะအဲ့တော့ခင်ဗျားတို့ပြည်သူကလည်းဟိုစီကံရှိရှိနဲ့เนาะအစိုးရထုတ်ပြန်လာတဲ့ဥပဒေတွေကိုလိုက်နာပါเนาะအဲ့ဥပဒေတွေကိုလိုက်နာပါပြီးရင်ခင်ဗျားတို့ဘုံမှာမတရားအနိုင်ကျင့်တာတွေကိုလည်းအချက်အလက်နဲ့နိုင်ငံတော်အကြီးအကဲနော်နိုင်ငံတော်ဝန်ကြီးချုပ်ကြီးဦးမေအောင်လှိုင်နဲ့အဘာဒုချုပ်ကြီးဦးစိုးဝင်းပြည်ထောင်ဝီကြီးချုပ်ကြီးဦးထွန်းထွန်းအောင်နော်အရင်တော့ကဦးရပြေးပေါ့နော်ဦးထွန်းထွန်းအောင် အဲ့လိုမသက်ဆိုင်ရာလူကြီးတွေတိအောင်เนาะအောက်အချိန်မှာဖြစ်ပြနေတဲ့အရာတွေကိုတိုင်းပြည်ကိုကောင်းကျင်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်နဲ့စပီကာတယောက်အနေနဲ့ခမားတို့ပြည်သူဘက်ကနေပြောကျင်တာတွေခမားတို့မပြောရတာတွေခမားတို့မတရားအလုပ်ခံရတာတွေကိုကျွန်တော်ပြောပေးမယ်ကျွန်တော်လဲအသက်တွေရင်းလာတာပါเนาะဘာမှမဖြစ်ပါဘူးခမားတို့အဲ့အတွက်လေခမားတို့ကျွန်တော်အခုကျွန်တော်ကိုတိုက်ခိုက်လာတာကเนาะတိုက်ခိုက်လာတာက ါကတော့တချောင်းပေါ့တိုက်ခိုက်လာတဲ့ဥစ္စာပြီးမှကျွန်တော်ပြောပြမယ်